မင်္ဂလာပါရှင်ဘာမခိတဲ့တရင်ဌာနရဲ့ထိတ်တန့်တရင်တွေကိုတင်ဆက်ပေးပါမယ်ပထမဦးဆုံးမြန်မာစေယုတ်စု၏အတွေ့အော်ရွေးကောက်ပွဲကိုအာဆီယံကပြည်ပြတ်သားသားပေးချရန်ဖိလစ်ပိုင် တရားရေးဝန်ကြီးဟောင်းကတောင်းဆိုတိုက်တွန်းတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ မြန်မာအကြံဖက်ဆေးအုပ်စု၏အထူးရောင်ရွှေကောက်ဘဲကိုအာဆီယံကပြည့်ပြည့်တသားပင်ချရန်ဖိလစ်ပိုင်တရားရေးဝန်ကြီးဟောင်းကပူးရဲကြေညာချက်တစ်ခုပါဝင်တောင်းဆိုတိုက်တွန်းလိုက်ပါတယ်ဖိလစ်ပိုင်တရားရေးဝန်ကြီးဟောင်းကမလေးရှားနိုင်ငံနိုင်ငံသားရေးဝန်ကြီးဟောင်းနဲ့လက်ရှိမလေးရှားအောက်လွတ်တော်မဲဒိုတိုဆရီဆက်ဖိုတန်နဲ့ထိုင်းနိုင်ငံနိုင်ငံသားရေးဝန်ကြီးဟောင်းမြန်မာနိုင်ငံဆိုင်ရာအထူးကြံပေးကောင်စီမှကုလသမဂ္ဂကိုယ်စားလှယ်ဟောင်း၃ဦးနဲ့တူအာဆီယံသို့မြန်မာအရေးအတွက်အရင်းယူဆောင်ရွက်ရန်တောင်းဆိုသည့် ဘူရဲကျင်ညာချက်မှာလက်မှတ်ထိုးပါဝင်လာကြောင်းအာဆီယံကမြန်မာနိုင်ငံ၏အကြက်တဲကိုဖြည့်ရှင်ရန်လေးနှစ်ကျော်ကြာပြတ်ကွက်ခဲ့ပြီးနောက်မြမအရင်အရေးယူဆောင်ရွက်ရန်စူပေါင်းတောင်းဆိုကြခြင်းဖြစ်ကြောင်းသိရပါသည်ဖိလစ်ပိုင်နိုင်ငံ၏အထက်လွှတ်တော်မတ်ဟောင်းနှင့်လက်ရှိအောက်လွှတ်တော်မတ်တူဖြစ်သူကလည်းဖိလစ်ပိုင်နိုင်ငံ၏အလေးစားအဆုံးသောလူခွင့်ရေးလှုပ်ရှားသူတို့ဖြစ်ပြီးမြမပြည်သူများကိုထောက်ခံသည့်ထင်ရှားသောဒေတာရင်းထုတ်ဖော်မှုပြုသူလည်းဖြစ်ပါသည်ဖိလစ်ပိုင်နိုင်ငံကမလေးရှားနိုင်ငံထံမှအာဆီယံဥက္ကဋ္ဌတာဝန်ကိုယခုနှစ်ကုန်မှလွှဲပြောင်းယူရန်ပြင်ဆင် နေချိန်မှာသူမကပူရဲကျင်ညာချက်မှာပါဝင်လာခြင်းမှာအလွန်အရေးကြီးသောအခိန်အလွန်ရေးကြီးတဲ့အချိန်မှာထွက်ပေါ်လာခြင်းဖြစ်ပါတယ်မလေးရှားနိုင်ငံသားဝင်ကြီးဟောင်းကလည်းအာဆီယံနေဖြင့်မြန်မာပြည်သူများနဲ့တူရက်တည်းရဲ့ပြင်းပြင်းထန်ထန်တိုက်တွန်းလျက်ရှိပါတယ် အာဆီယံအနေနဲ့စေအုပ်စုရဲ့အတူရောင်ရွေးကောက်ပွဲကိုစတင်ကြအောင်အဲ့ဒီရွေးကောက်ပွဲမှာဘယ်လိုမှပါဝင်ပတ်သက်မှာမဟုတ်ကြောင်းနဲ့ရလက်ကိုလည်းပင်ချမှာဖြစ်ကြအောင်လုံးဝရှင်းလင်းပြတ်သားစွာပြောကြားတင်နေအာဆီယံမှာဒီလမှာကျင်းပမယ်58ကြိမ်မြောက်အာဆီယံထိပ်သီးစည်းဝေးကိုခွင့်ကောင်းယူပြီးမြန်မာနိုင်ငံအတွက်မဟာဗျူဟာတဲ့တစ်ခုကိုချမှတ်ရမယ်။အဲ့ဒီမဟာဗျူဟာမှာရှင်းလင်းတဲ့နောက်ဆုံးပန်းတိုင်တစ်ခုရှိရမယ်။အဲ့ဒါဟာပြည်သူတွေမျှော်မှန်းထားသလိုဒီမိုကရေစီနှိကြပြီးရေရှည်တည်တံ့ကအလုံးအကျုံးဝင်ပါဝင်နိုင်တဲ့ချင်းကမှုဖြစ်တဲ့ပြည်သူ ူတွေကနိုင်နေပြီးစေအုပ်စုကရှုံးနေပါတယ်ဟုမလေးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်းကပြောကြားပါတယ်။ စေယုတ်စုသည်ရွေးကောက်ပွဲမတိုင်မီခုခံတွန်လိုင်းရေးတက်ခွက်များထံဆုံးရှုံးခဲ့ရသောနေမြေများကိုပြန်လည်သိမ်းပိုက်ရန်ကြိုးပမ်းနေစဉ်ကလေးတငယ်များအပါအဝင်ရှက်သားများကိုပြစ်မှတ်ထားတပ်ဖြတ်မှုများပုံမှုလုံဆောင်လာနေကြောင်းအဆိုပါကြေညာချက်မှထောက်ပြထားကြောင်းသိရပါသည်မလေးရှားနိုင်ငံသား၏ဝန်ကြီးကပြီးခဲ့တဲ့အပတ်မှာမြန်မာနိုင်ငံ၏ရွေးကောက်ပွဲများယုံကြည်လက်ခံနိုင်ပွဲရှိစေရန်လွတ်လပ်မြတ်ပွင့်လင်းမြေသားပြီးယုံကြည်စိတ်ချသောလုပ်ငန်းစဉ်များ၏အခြေခံမှုများနှင့်ညီကျင်းပါအမည်ဖြစ်ပြီးနိုင်ငံတော်ဝန်လုံးတွင်နိုင်ငံ၏ပါတီများနှင့်သက်ဆိုင် သူအလုံးပါဝင်ရမည်ဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့ပါသည်။စေအုပ်စု၏အထူးရောင်ရွေးကောက်ပွဲအစည်းအဝေးသည်ဤအနေဆုံးဆန်နှုံးများနှင့်တခုမှမပြည့်မီဟုထောက်ပြထားပါသည်။အကြမ်းဖက်မြန်မာစေအုပ်စု၏ရွေးကောက်ပွဲကိုဒီဇင်ဘာလ28ရက်မှစတင်ရန်စီစဉ်ထားရာအာဆီယံ၏48ချိန်မြောက်ထိပ်သီးစည်းဝေးကမြမရေအတွက်အာဆီယံအတွက်ရေးယူဆောင်ရွက်ရန်နောက်ဆုံးအခွင့်အရေးဖြစ်ကြောင်းသိရပါသည်။ ဖိလစ်ပိုင်တို့ဟာအာဆီယံအထူးကိုယ်စားလှယ်ပံ့ပိုးမှုဖြင့်အဆိုပါအခွင့်အရေးကိုရယူကာမြန်မာနိုင်ငံဆိုင်ရာမူဝါဒတည်တရက်ကိုဥဆောင်ချမှတ်ရမည်ဖြစ်ပြီးအဆိုပါမူဝါဒတည်မှာအာဆီယံ၏တောင်းဆိုချက်များပံ့ဝင်ရမည်ဖြစ်ကြောင်းပူးရဲကြေညာချက်ကထောက်ပြထားပါသည်။အာဆီယံ၏ဖြင့်မြန်မာအရေးအတွက်တန်တမန်ရေးရာဂျိုးပန်းမှုများကိုအရှိန်ဟုန်မြင့်တင်ရလိုအပ်ကြောင်းပထမဦးစွာအထူးသဖြင့်လေကြောင်းတိုက်ခိုက်မှုများပါဝင်တိုက်ခိုက်မှုအလုံးကိုချက်ချင်းရစေရမည်ဖြစ်ပြီးဒုတိယအနေဖြင့်နိုင်ငံ၏အကျဉ်းသားအလုံးကိုချက်ချင်းလွှတ်ပေးရမည်ဖြစ်ကြောင်း ထို့အပြင်တနိုင်ငံလုံးအပြစ်ခက်ရစေရေးအပြစ်ခက်ရစေရေးနဲ့အာဆီယံနဲ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီကထောက်ခံရမည်ဖြစ်ပြီးနိုင်ငံတကာလေလာသူများကစောင့်ကြည့်ရမည်ဖြစ်ကြောင်းပူးတဲ့ကြေညာချက်ကအကြံပြုထားပါတယ်။ထို့ပြင်မြမောက်ရီအတွက်အဓိကသက်ဆိုင်သူအလုံးနဲ့ပူးပေါင်းဆောင်ရွက်မှုကိုတိုးချဲ့ရမည်ဖြစ်ကြောင်းထို့အဓိကသက်ဆိုင်သူများတွင်အမျိုးသားညီညွတ်ရေးဆိုရာ NUG အမျိုးသားညီညွတ်ရေးအတိုင်းအမြန်ကန်ကောင်စီ NUCC ပြည်အောင်စုလွတ်တော်ကိုစားပြုကော်မတီ CRPH တိုင်းဒေသလက်နက်ကင်တွန်လိုင်းရေးဖွဲ့စည်းများ EOS အတိုင်းအမြန်ကန်ကောင်စီများ Federal Unit များမြမနိုင်ငံမှထွက်ခွာသွားရန်ပြားပိတ်ခံခဲ့ရသူ များပါဝင်လူနည်းစုတိုင်ဝမ်များအရက်ဘတ်လူ့အဖွဲ့အစည်းများပြင်အင်းကြီးချင်းနိုင်ငံများကုလသမဂ္ဂအေဂျင်စီများအစရှိသူတို့ပါဝင်ရန်အကြံပြုထားပါသည်မြန်မာနိုင်ငံတွင်ကျူးလွန်ခဲ့သောနိုင်ငံတကာရာဇဝတ်မှုများအတွက်တာဝန်ယူတာဝန်ခံရှိစေရန်ပံ့ပိုးရမည်ဖြစ်ပြီး တရားမျှတမှုရရှိရေးအတွက်နိုင်ငံတကာနှင့်ပြည်တွင်တရားရုံးများအထူးခုံရုံးများနှင့်ကမ္ဘာနေရာတိုင်းတွင်တရားစီရင်ပိုင်ခွင့်ရာကျင့်သုံးသည့်စနစ်များအပါဝင်တာဝန်ယူကျင့်သုံးသည့်တရားရုံးများအပါဝင်တာဝန်ယူတာဝန်ခံမှုဆိုင်ရာရန်ရအားလုံးနှင့်ပူးပေါင်းဆောင်ရွက်ရမည်နိုင်ငံတကာရာဇဝတ်မှုများနှင့်ကြီးလေသောမတရားပြုကျင့်မှုများအတွက်လူငင်းချမ်းသာခွင့်လုံးဝမရှိစေရကြောင်းပြည်ထောင်မှကင်းလွနေသည့်တန်တရားကိုအဆုံးသတ်ရမည်ဖြစ်ကြောင်းအာဆီယံသို့ဝင်ကြီးဟောင်းများနှင့်ကုလသမဂ္ဂတန်အမတ်ဟောင်းများကအကြံပြုထားကြောင်းသိရှိရ ပါတယ်။ KK Bat ကိုစစ်တပ်ကဝင်ရောက်စီးနှင်ရရှိသောကြောင့်တရုတ်ထိုင်းအပါဝင်နိုင်ငံသားသား300ကျော်နှင့်ပြည်တွင်းလုံသမားများရချီထွက်ပြေး KK Bat ကိုစီမံခန့်ခွဲနေသော BGF ကဂိတ်ဖွင့်ပေးထားတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်မြောင်းရီမြို့တောင်ဘက်ရှိ KK ဘတ်ကြားပြန့်ယုံများကိုအကျန်းဖက်စစ်တပ်ကဝင်ရောက်စီးနှင်ရရောက်ရှိနေပြီးနိုင်ငံသားသား300ကျော်ထွက်ပြေးတိတ်ဆောင်နေကြောင်းနေဆက်မှကရင်တရင်ရှင်မြစ်ကပြောပါရယ် အော်တိုဝါလာ၂၂ရက်နေ့မနက်၈နာရီခန့်တွင်မြောက်ရီမြို့တောင်ဘက်ရှိ KK ဘတ်ကြားပြတ်ရုံများကိုအကျန်းဖက်စစ်တပ်ကဝင်ရောက်စီးနှင်ရောက်ရှိနေခြင်းကြောင့်တရုတ်နှင့်ထိုင်းနိုင်ငံများအပါအဝင်နိုင်ငံသား300ကျော်ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါသည်။လက်ရှိချိန်တွင်ထွက်ပြေးတိမ်းရှောင်နေရသောနိုင်ငံသားများသည်ထိုင်းနိုင်ငံဘက်သို့ကမ်းကူးရန်လှုပ်ဆောင်နေပြီး KK ဘတ်ကိုစီမံခန့်ခွဲနေသော BGF တပ်ဖွဲ့ကလည်း KK ဘတ်အတွင်းရှိတကားများနှင့်ဂိတ်များကိုဖွင့်ပေးထားကြောင်းသိရှိရပါသည်။ ဒီနေ့မနက်၈နာရီမှာမြောက်ရီမြို့တောင်ဘက်မှာရှိတဲ့ KK ဘတ်ကြားဖြန့်ရုံကိုစစ်တပ်ကဝန်ရောက်စီးနှင်ဖို့ရောက်နေတယ်လို့သိရတယ်။တရုတ်နဲ့ထိုင်းနိုင်ငံသားတွေပါဝင်အခြားနိုင်ငံသား300ကျော်ထွက်ပြေးတိမ်းရှောင်နေတဲ့ KK ဘတ်ဝင်စီတော့မယ်ဆိုပြီး BGF ကတကားတွေဖွင့်ပေးထားတယ်လို့သိရတယ်။တရုတ်တွေထိုင်းတွေကန်ကူဖို့လှေကိတ်တွေပဲဆင်းလာနေတယ်။ထိုင်းဘက်ခြမ်းကိုတော့မကူရသေးဘူး။စစ်တပ်နဲ့ BGF က KK ဘတ်ဆိုင်နာမှာပဲရှိသေးတယ်ဟုကရင်တရင်ရှင်မြက်ကပြောပါရယ် KK ဘတ်ကိုစုံခွာလာတဲ့နိုင်ငံခြားသားများအနေမှာထိုင်းနိုင်ငံသားများကိုထိုင်းအာဏာပိုင်များကပြန်လည်ခေါ်ယူနေပြီးအခြားနိုင်ငံသားများကိုကူးကွင်မပေးကြောင်းပြည်တွင်းမှမြန်မာများမှမူမြောက်ရီမျိုးနဲ့ရွှေကုတ်ကိုဘတ်တို့တွားရန်ကြိုးစားနေကြကြောင်းသိရပါတယ်။မြောက်ရီမျိုးဘက်ကိုတွားနေကြတဲ့ထိုင်းဘက်ကပေးမဝင်ဘူးကန်ကူးမခံဘူးတချို့တရုတ်တွေကို BGF ကကားတွေနဲ့ခေါ်ထုတ်နေတဲ့ထိုင်းတွေကတော့ထိုင်းဘက်ကိုထိုင်းစစ်တပ်မမြင်တဲ့ဂိတ်တွေဘက်ကနေပြန်ကူးပေးနေတဲ့ထိုင်း150ကျော်ထိုင်းဘက်ပြန်ရောက်သွားပြီလို့သိရတယ်ဟုကရင်သတင်းရှင်းမြစ်က ပြောဆိုပါရယ် အော်တိုဘာလ19ရက်နေ့ကလည်းအချမ်းဖက်စစ်တပ်ကမြောင်းရီမြို့နယ်တွင်ရှိ KK Bat ကိုစီးနင်းခဲ့ရာဆောက်လုပ်ပြီးအဆောက်အုံတစ်ထပ်တိုက်၁၀လုံး၊နှစ်ထပ်တိုက်အလုံး၁၄၀တိုက်အလုံး၂၀၊၅နှစ်တိုက်၂လုံး၊တစ်ထပ်တိုက်ဈေးဆိုင်ကအလုံး၂၀၊နှစ်ထပ်တိုက်ဈေးဆိုင်ကအလုံး၃၀၊တစ်ထပ်တိုက်ကိုရောင်၁၅လုံး၊နှစ်ထပ်တိုက်ကိုရောင်အလုံး၂၀၊၄နှစ်တိုက်ကိုရောင်၁၀လုံးဆောက်လုပ်စေ၊နှစ်ထပ်တိုက်၂၁လုံး၊သုံးထပ်တိုက်၁၀လုံး၊၄နှစ်တိုက်၅လုံး၊၅နှစ်တိုက်၅လုံးနဲ့တစ်ထပ်တိုက်ဈေးပေးကဲနှခမ်းတို့တွေ့ရှိခဲ့ကြောင်းစတာလင်ဆက်လောင်းအဆောင်၃၀နဲ့ဆက်ဆက် က်ပစ္စည်းများသိမ်းဆည်းရမိခဲ့ပြီးအလုတ္တမအမျိုးသား1645ဦးအမျိုးသမီး455ဦးလုံခြုံရေးအမျိုးသား68ဦးစုစုပေါင်း2198ဦးတွေ့ရှိခဲ့ကြောင်းထုတ်ပြန်ထားတယ်လို့သိရပါတယ်ဆလတ်တင်ဆက်ပေးမယ့်တရင်ကတော့ရေတောင်ရှိရှိစစ်ကောင်ပြင်တက်စကန်တို့ခုတိမ့်ပိုက်ခံရပြီးတည်ရင်မှုပါဝင်15ဦးသေဆုံး2ဦးအရှင်မိတဲ့တရင်ကိုတင်ဆက်ပေးပါမယ် ပဲခူးတိုင်းရီတာရှိမျိုးနဲ့စစ်တောင်းမြေရှိဘက်ကန်ရှိရွာတိကျေးရွာတွင်တက်ဆွဲထားတဲ့စစ်ကောမရှင်တက်စကန်ကိုဇန်နဝါရီအောက်တိုဘာ20ရက်နေ့ကနေပြည်တော်တိုင်းစစ်ဌာနလက်အောက်ရှိတရင်များဖြင့်စုဖွဲ့ထားတဲ့ဗျူဟာစစ်ကြောင်းဖြင့်ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ရွာတိရွာမှာတပ်ဖွဲ့ရာ60ဝန်းကျင်ဖြင့်စကန်းကျတက်ဆွဲထားတဲ့စစ်ကောမရှင်တက်သည်ထိုးထိုးတိုက်ခိုက်ခံရမှုကြောင့်တရင်မှုအပါအဝင်15ဦးသေဆုံးပြီး2ဦးကိုအရှင်ဖမ်းဆီးရမိခဲ့ကကျန်တက်ဖွဲ့ဝင်များလည်းအထင်အရှားကဆုတ်ခွာထွက်ပြေးသွားကြောင်းသိရပါတယ်။ တရင်မူဒုတိယဘုံမူကြီးနေနေနိုင်လေးချောင်းရံကာကွေတက်လကတာနှစ်သုံးညာနှစ်ကိုကိုမူအရှင်လက်ရဖန်းစီမိတော်လဲပစ္စတိုထုတ်၍ခုခံမှုပြုလုပ်သည့်အတွက်ပြန်လည်ပြစ်ခတ်ခဲ့ရမှာတည်ဆုံးခဲ့ခြင်းဖြစ်ကြောင်းလည်းသိရပါဗျ အစောပိုင်းရွာတိချင်းရွာရှိစစ်ကောင်ပြင်အထိုင်စခန်းနဲ့ရွာရင်းရှိကင်းစခန်းအလုံးကိုတော်လိုင်းရေးတပ်ဖွဲ့များကအောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ပြီးလေးချောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုများကြားမှာပိတ်မိနေတဲ့ဒေသခံများကိုလည်းတိုက်ပွဲလွတ်ရာကိုကဲထုတ်ပေးနိုင်ခဲ့ကြောင်းသိရပါတယ်။ထို့ပြင်စစ်ကောင်ပြင်ထံမှဒရုန်းချမ်းမှရေဒီယိုလိုင်းနောက်ဆက်အထိုင်စခန်းတစ်လုံး MA11 တလက် MA3 တလက် G3 သုံးလက်60မမတလက်ပစ္စတိုတလက်ပါဝင်ကြီးမျိုးစုံနဲ့ဆက်ဆက်ပစ္စည်းများကိုတင်ရှင်းရမိခဲ့ကြောင်းလည်းသိရပါတယ်။ ်လက်ရှိမှာစစ်ကောင်မရှင်ဘက်မှစစ်ကူများဖြေကပြန်လည်စစ်ကြောင်းထိုးလာသည့်အတွက်တိုက်ပွဲငယ်များဆက်လက်ဖြစ်ပွားနေပြီးအနီးနားစစ်တောင်းမြေကန်ဝင်းချင်းရှိခြေရွာများမှဒေသခံများအနေဖြင့်စစ်ရေးတရီဖြင့်နေထိုင်ကြပါရန်လည်းနေပြည်တော်တိုင်းစစ်ဌာနကတရီပေးထားကြောင်းသိရပါသည်